အားလုံးပဲမင်္ဂလာပါခင်ဗျာဒီမှာတကယ်ပဲရုပ်တူတယ်လို့နှစ်ယောက်ရှိနေသလားဒါဆိုရင်အဲဒီရုပ်တူတယ်လို့ကျွန်တော်ဘယ်လိုရှာမလဲဘူးနောက်တစ်ခုကဘာဖြစ်လို့သူတို့နဲ့ကျွန်တော်တို့ရုပ်တွေဆင်တူနေရတာလဲနောက်အဲ့လိုရုပ်တူတဲ့သူတွေအတမောအကြောင်းတွေမှသွားတူတယ်တခါတလေမှာ မယုံနိုင်စရာတိုက်ဆိုင်ရင်တော့တယ်နာမည်တွေကစဒူးနေတာအဲ့လိုမျိုးတွေတစ်ချိန်ချိန်မှာကျွန်တော်တို့တွေ့မှုကြလားကြုံမှုကြလားနောက်ဆွမျိုးမတော်ဘဲနဲ့တနေ့ရမှာသိမျက်နှာနဲ့ထပ်တူနေပါဒူးနေတဲ့လူတယောက်တကယ်ရှိနေမယ်ဆိုရင်ဘယ်လိုနေမလဲဟုတ်မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုးစားလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကမ္ဘာလူကြီး9ဘီလီယံကျော်ထဲမှာသင်နဲ့ရုပ်တူတဲ့သူတွေ ်တိုဖဂန်ကာလို့ခေါ်တဲ့လူကြီးเจ้าပေါ့နော်အဲသူတို့နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကျွန်တော်တို့ကြည့်အောင်အဲရှီအောင်ဌာနကြီးပုံမြင်နေမှာတော့လူတိုင်းလူတိုင်းပါတဲ့ရုပ်တူတဲ့လူ9ယောက်ရှိတယ်လို့ဆိုကြတယ်ဒါပေမဲ့ဒါကတကယ်လားဒါပေမဲ့တိမညာရှင်တွေအဖြေကတော့နည်းနည်းလေးခွဲပြားတယ်ညနာသွင်းပြီးရှင်မျိုးတွေနဲ့အတိအကျတွင်ကြီးဖို့အခွင့်အလမ်းက trillion တက်မှာတက်အောင်ပဲရှိတယ်တဲ့ဒါပေမဲ့ကိတ္တသာဆင်တူတဲ့ရုပ်တွေကတော့တကယ်ရှိပါတယ် အကြသေးကြီးဟာသူ့ဒေသနာတွေရရုပ်တူသူချင်းတွေဟာသူ DNA တွေရအစတူညီနေတာကိုတွေ့ရတယ်။ဒါကရုပ်တူတဲ့သူတွေရဆွေမျိုးမတော်ဘဲနဲ့ဗီဇအရအမွာလိုဖြစ်နေတယ်ဆိုတဲ့သဘောပဲ။အဲ့တော့ကျွန်တော်တို့မယုံနိုင်လောက်တဲ့ဖြစ်ပျက်တွေတကယ်ရှိခဲ့ပါတယ်။ပရမဖြစ်ပျက်တကလင်းရင်ပေါ်မှာရုပ်တူတဲ့သူတွေတွေ့ဆုံနေပေါ့နော်။သူတို့ဆုံတွေ့ခဲ့ကြတယ်။အဲ့တော့အားသင့်စရာကောင်းလောက်အောင်သူတို့လင်းရင်ပေါ်မှာထိုင်ကုန်ချင်းတွေရှင်တွေ့ကြတယ်။နောက်ပိုင်းမှာသူတို့တွေက ရုပ်တူယုံတွေမကဘဲနဲ့မနော်ဒါမိတ်ဆွေတွေတငယ်ချင်းတွေသူတို့ဖြစ်သွားကြတယ်ပေါ့နောက်ပြည့်တစ်ခုဟာအသက်မိုးဝမ်းကြောင်းမှာသူတူညီတယ်ပေါ့နော်ပုံပြီးထူးဆန်းတာအဲသူတို့ရုပ်တူတဲ့သူချင်းသူတို့ကအသက်မိုးဝမ်းကြောင်းတူတယ်ဝန္ဒနာတွေလည်းတူနေတယ်ဘယ်သူတွေလဲဆိုတော့ဗြိတိန်ကဆရာနှစ်ယောက်ပေါ့နော်သူတို့ကရုပ်တူတယ်ရုပ်တူတဲ့အပြင်မှာမှာအကြောင်းလဲတူတယ်အလုပ်လဲတူတယ်နောက်သားသမီးတွေရဲ့ဝန္ဒနာတွေမှာသွားပြီးတူနေကြပါတယ်ဒါတကယ်အဟောင်းမကောင်းပါဘူး အဲနောက်တစ်ခုကတော့နာမည်တူတဲ့အတွက်ပြင်ပခံရတာပေါ့နော်အဲအဆိုးအဆုံးဖြစ်ကတော့ Richard A Jones ဆိုတဲ့သူကသူနဲ့ရုပ်တူတဲ့သူကြောင့်အဲကျူးလူငယ်ချင်းမရှိဘူးဒါမှနာမည်နဲ့သွားတူနေတယ်သူကရုပ်တူနေမဟုတ်ဘူးအဲတော့သူနဲ့ရုပ်တူတဲ့လူကကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက်သူကထောင်ထဲမှာ18နှစ်ကျောင်းကိုဖမ်းခံခဲ့ရတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်စလုံးကနာမည်ကိုရုပ်တူနေတာပါလို့ရှာဖွေတွေ့ရှိသွားတယ်ပေါ့နော်အဲဒါလည်းဟာသလိုလိုနဲ့ တော်တော်လေးတော့အံ့ဩစရာကောင်းတဲ့တူညီမှုတစ်ခုပါပဲအဲ့တော့ဒီဘက်ကမှာကျွန်တော်တို့နောက်ပိုင်းမှာကျွန်တော်တို့ရုပ်တူတဲ့သူတွေကိုကျွန်တော်တို့ကိုယ်ရှာဖွေလို့ရနိုင်တဲ့နည်းလမ်းတွေလည်းကိုပေါ်လို့နေပါအဲ့ဒါဘာလဲဆိုတော့ twin strangers လို့ website တွေနောက် Google Earth နောက် Asafi လို့ app တွေနဲ့စမ်းသပ်ပြီးလို့ရှာဖွေလို့ရနိုင်ပါတယ်အလုံးစုံကြီးကတော့သင်ကလူမှုကွန်ရက်ပေါ်မှာဓာတ်ပုံတွေတင်ပြီးလို့သင်ရဲ့မိတ်ဆွေတွေကိုသူနဲ့တူတဲ့လူတွေ့ဘူးလားဆိုပြီးလိုက်တာမေးကြည့်လိုက်ပါ တော့ဘာပဲဖြစ်ဖြစ်ရုပ်တုတဲ့သူတွေကစိတ်ကူးရမှုပဲနဲ့လက်တွေ့ရှိနေတဲ့တကယ်အမှုဖြစ်နေပါပဲလူသားမျိုးနွယ်မှာမျိုးဗီဇာတရားနဲ့တူညီမှုတွေဟာတကယ်ကိုထူးခြားတဲ့ရလဒ်တွေကိုဖိနိုင်ပါတယ်အဲတော့ကိုဒီဗီဒီယိုလေးကိုကြည့်နေတဲ့အတွက်မောရုပ်တုတဲ့လူရှိသလားအဲနာမည်တူတဲ့လူတွေကိုရှိသလားကျွန်တော်နဲ့နာမည်တူတဲ့လူကတော့တော်တော်ရှားပါတယ်အဲရုပ်တုတဲ့လူလည်းဒီနေ့ဒီတော့မတွေ့သေးပါဘူးအဲတော့အဲ့မှာရှိနေပြီဆိုရင်သိရင်တွေ့ချင်ကိုမန့်လေးမှာရေးသွားပေးလို့ရပါတယ်ဒီဗီဒီယိုလေးကိုချိန်တယ်ဆိုရင် like and subscribe လေးလို့ကိုယ်လည်းမေးမိပါတယ်နော်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြရပါဘို့ဟုတ်ကျွန်တော်ဆက်သိမ်းပါ